Hello အားလုံးပဲပေါ့နော်ဒီနေ့မှာတော့မင်္ဂလာပါလို့မပြောချင်တော့ဘာဖြစ်လဲဆိုတော့ဒီနေ့လာပြပြပြမယ်အမှုတရားဆိုရင်ပေါ့နော်ဒီပမာပြမာဖြစ်ခဲ့တာအခုတလောလေးရပဲဖြစ်သွားတာပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဒီရန်ကုန်မြို့လေကောင်ကြီးမှာပေါ့နော်အမျိုးသမီးတယောက်အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့အသက်ခံလိုက်ရတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်ဒီအကြောင်းအရာလေးကအခုတလောတော်တော်လိုင်းမှာတင်တဲ့လူတွေများတဲ့အတွက် ီတဲ့သူတွေရှိမှာပဲဗောနောတကယ်လို့မတီဆိုလို့ရှင်နေနားထောင်သွားပါလို့ပြောရှင်နေဗောနောအခင်းဖြစ်ပေါ်ရနေရဆိုရှင်ရန်ကုန်မြို့လေကောင်ဟာ Beauty Land Hotel မှာဖြစ်သွားတယ်အဲ Beauty Land Hotel တည်နေရဆိုလို့ရှင်ဗောနောပပဲတန်းမြို့နဲ့အမှတ်7ရပ်ကွက်30နှစ်အထက်ဘလောက်ဆိုတဲ့တည်နေရမှာသူကရှိတယ်အဲ့ဒီဒီအကြောင်းအရာကြီးစပြီးတော့တည်ခဲရတဲ့နေရဆိုလို့ရှင်ဗောနောဘာလားရှောက်ရနေဒီသတင်းကျွလာပြီးနေလို့ပြောရမှာဗောနောတော်တော်ဆိုးရွားတယ်လို့ပြောရမှာဒီနေ့မှာစတည်ရဆိုရင်เนาะအဲ့ဒီနေ့မှာ ာအဲ့ဒီအောက်မှာရှိရပေါ့နော်ဒီဟိုတယ်အောက်ဖက်မှာဆိုရင်လူသွားလူလာရှိရပေါ့နော်အဲ့ဒီနေရာမှာသူတို့တွေကစတင်တွေ့ခဲ့တာအဲ့လိုလက်ကြီးရကွာဒီဟိုအဲကွန်အနောက်ဘက်မှာအဲကွန်ထားတဲ့နေရာရဲ့တော့အိတ်ကြီးတစ်လုံးနဲ့ကနေပြီးတော့အဲ့လိုထွက်လာတာအဲ့ဒါတွေ့ရချိန်မှာအားလုံးကလည်းလန့်သွားပေါ့နော်မနက်ခင်စောစောစီးစီးသူတို့တွေ့တာအဲ့လိုနဲ့ပဲဒီဟိုတယ်ကလူတွေသွားပြောပြီးလို့ရှိရင်သက်ဆိုင်ရာတွေအကြောင်းကြားပြီးတဲ့အချိန်မှာဆိုရင်သက်ဆိုင်ရာရဲတွေလည်းရောက်လာတယ်ရောက်လာပြီးတော့စစ်စီလိုက်တဲ့အချိန်မှာဆိုရင်ဒီအရာကြီးတွေ့တဲ့အရာဆိုရှင် ငါးလွာအခန်း900နှစ်မှာသူတို့ကတွေ့ရအဲ့မှာသူတို့တွေကဒီအထုပ်ကျိုးယူလာပြီးတော့စစ်စီလိုက်တဲ့အချိန်မှာဆိုရှင်ဒီအထဲကအမျိုးသမီးอ่ะဆိုရှင်ပေါင်နန်းသားတွေလှီးထားတယ်ခံရတယ်ပြီးလို့ရှိရင်အထဲဥရင်းကလေးစားတွေကိုလည်းထုတ်ထားတာအဲ့လိုမျိုးပုံစံသူတို့တွေ့ခဲ့တာပေါ့နော်အဲ့ဒီမှာရဲတွေကလည်းစတင်စစ်စီတယ်ဒီအမျိုးသမီးကဘယ်သူလဲ ပြီးရှင်သူ့ရှိကိုဘသူတွေလာလဲဆိုတာသူက CCTV ကနေစစ်ဆေးလိုက်တဲ့အချိန်မှာဆိုရင်သူကအမျိုးသားတစ်ယောက်ကိုစစ်ဆေးတွေ့ရှိရပေါ့နော်အဲ့ဒီအမျိုးသားကဆိုရင်ဒီအမျိုးသမီးရှိကိုလာပြီးတော့သူတို့ဒီမျိုးအာတက်လီကာနာလေးက CCTV မှာတွေ့ခဲ့တယ်ပြီးလို့ရှိလို့ရှိရင်ဒီအမျိုးသားရဲ့မှတ်ပုံတင်မိတူကိုသူတို့ကအဲ့ဒီရဲ့အပီဒီလန်ဟိုတယ်မှာသူတို့စစ်ဆေးတွေ့ရှိခဲ့တာအဲ့လိုတွေ့ရှိခဲ့တာဖြစ်တဲ့အတွက်အဒီအမျိုးသားဟာဒီအမျိုးသမီးကိုတတ်တဲ့သူဖြစ်နိုင်နေဆိုပြီးတော့သူကစုံစမ်းတယ်ပေါ့နော် ဲ့ဒီမှာရဲစခန်းအမျိုးတာဝန်ရှိသူတွေစုံစမ်းလိုက်တဲ့အချိန်မှာဆိုရင်ဘလောက်မှမစုံစမ်းလိုက်ရဘူးဒီ၈ရက်နေတုန်းကစုံစမ်းစစ်ဆေးတွေ့ရှိခဲ့တယ်ပေါ့နော်ဒီအမျိုးသားရဲ့နာမည်အရဆိုလို့ရှိလို့ရှင်အောင်ခန့်ကျော်စင်ဖြစ်တယ်ပြီးရင်သူကတာကေတာမှာနေတယ်သူပေါ့နော်အဲ့ဒီမှာပဲသူတို့ကလည်းချက်ချင်းသွားရောက်ဖမ်းဆီးပြီးတော့စစ်ဆေးမှုတွေလုပ်ခဲ့တယ်အဲ့လိုမျိုးစစ်ဆေးမှုတွေလုပ်လိုက်တဲ့အချိန်မှာဆိုရင်ဒီအမျိုးသားကဘာလို့ပြောလဲဆိုလို့ရှင်သူကတဲ့ ဒီမျိုး gain နေအရန်ဆွဲလန်းနေရပါတော့ဒီအောင်ခတ်ကြော်စင်ကသူ gain နေအရန်ဆွဲလန်းနေပြီးတော့မှအဲ့ဒီ gain နေအတိုင်းသူကလိုက်ပြီးတော့စိတ်ကြအမျိုးဖြစ်နေတာပေါ့အဲ့ဒီထဲမှာအဲ့လိုပြီးလို့ရှင်သူကအနိုင်ငံသားသက်ကားကြီးလူသက်ကားကြီးကြည်ရလေသူကအရန်ကြိုက်တယ်အဲ့လိုဖြစ်တဲ့သူစိတ်ကအဲ့ဒီမှာရောက်နေတာပုံစံမျိုးပေါ့နော်အဲ့လိုမျိုးရောက်နေတာဖြစ်တဲ့သူကသူကအဲ့လိုမျိုးတက်ကြည့်ရှင်နေဆိုပြီးတော့မှဒီမတ်စုမြက်ဝင်ကိုပေါ့နော်သူက Telegram နေပြီးတော့အမျိုးဆက်သွယ်ပြီးတော့ဒီမတ်စုမြက်ဝင်ကိုအမျိုးဝင်ဆောင်မှုပုံစံမျိုးသူကခေါ်လိုက်တာခေါ်လိုက်ပြီးတော့မှ ီရဲ့ Beautyland Hotel မှာရှိပြီးတော့အဲ့ဒီ Hotel မှာရောက်တဲ့အချိန်မှာဆိုရှင်သူ့မှာအစ်စ်အကုန်လုံးယူလာတယ်တိလားအမျိုးဆေးတွေသွေးအမျိုးအာဆေးကြောတန်းစင်နဲ့ဆေးတွေရောပြီးရှင်ဓာတ်တွေကျွတ်ကျွတ်အဲ့တွေသူအကုန်လုံးအစင်သိယူလာအဂျီရဲ့ဆက်ဆက်ကြီးလုံးပါဆိုတော့ဒီနားအားလုံးအဲ့တော့အဆင်ပြေဆိုယူလာတာအဲ့လိုမျိုးဖြစ်တဲ့အတွက်အဲ့လိုရောက်တဲ့အချိန်မှာဒီမျက်စမစမလေဘင်းကိုညှိပြီးတော့ဓာတ်နဲ့ထိုးတပ်လိုက်တာ ဲ့လိုထိုးတက်ပြီးတော့မှသူကအသားတွေကိုပေါင်သားတွေအမျိုးခလီထုတ်ပြီးတော့ဒီအထဲကအသွင်းကလီစာတွေပါထုတ်ပြီးတော့အဲ့လိုမျိုးတက်ပြလိုက်တာအဲ့လိုတက်ပြတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ရှစ်သူ main ကလေးပေါ့နော်မအေးမွန်ကြောသူကခေါ်လာပြီးတော့ဒီသူတက်လိုက်တဲ့အချိန်မှာသွေးတွေအနာမှာပေးတာလीနော်အဲ့ဒီသွေးတွေကိုတန့်ရှည်ကူလောက်ခိုင်းတာ ဒီအလောင်းကူဖြောက်ခိုင်းတာပေါ့လို့ပုံစံအဲ့လိုမျိုးလုပ်ပြီးတော့သူကအသိဉာဏ်ပါတယ်ဒီသူတို့အမိုက်အပြာเนาะအဲ့ဒီထဲမှာပဲထည့်ပြီးတော့ဒီ air air ကိုပေါ့เนาะအပြင်ဘက်မှာ air ကိုနားလေးမှာသူကအမျိုးပြစ်ထားခလိုက်တာအဲ့ဒီတိုင်းပဲအဲ့လိုပြစ်ထားပြီးတော့အခန်းလေးတန့်ချင်ပြီးပြီဆိုတဲ့အချိန်မှာသူက shout out လုပ်ပြီးတော့အောက်မှာသွားခဲ့တာပေါ့เนาะအဲ့လိုမျိုးသွားတဲ့အချိန်မှာဆိုလို့ရှင်လေသူတို့ဒီမျိုးရုံရင်းဆန်ခတ်ဖြစ်တော့ဟာဒီနယံကိုသွားတိုက်မိတာပုံစံဖြစ်မှာပေါ့เนาะအဲ့မှာဆေးတွေကွာသွားလို့သူက 6000တောင်မှာအယောပေးခဲ့ရသေးတယ်ပေါ့နော်တော်တော်ဆိုးရွားတဲ့လောက်ရဲ့ချီလို့ပြောရမှာအရန်ကြောက်စရာကောင်းနေပေါ့နော်အဲ့မှာဒီရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေလည်းအခုဆက်လက်ပြီးတော့စစ်ဆေးနေတာပေါ့နော်ဒီအကြောင်းရင်းတွေပါတယ်အခုလုံးဆက်လက်စစ်ဆေးတဲ့တပ်တွေတွေယူနေကြတယ်ပေါ့နော်ဒါကလေတော်တော်ကြောက်ဖို့ကောင်းတယ်လို့ပြောရမှာတိလားဒီလိုမျိုးအဖြစ်ပြက်ကြီးပမာပြီးမှာနော်ဖြစ်သွားဆိုလေတော်တော်လေးလန့်ဖို့လည်းကောင်းတယ်တိလား အာပြပြပြီးတော့လေဘေးဆက်ဆူကျိုးတခွတ်တရာဂိန်းနေအဲ့လိုမျိုးပေါ့နော်ဇက်ကားကြီးအဲ့လိုမျိုးကြီးအတွက်သူစိတ်ပိုင်းဆိုင်ရာမှာအဲ့လိုမျိုးဖြစ်သွားတယ်လို့ပြောရမှာပေါ့နော်စိတ်အာစိတ်ယောဂပုံစံပြီးတော့ပြောလို့ရတယ်အဲ့လိုဖြစ်တဲ့အတွက်ပေါ့နော်အခုခင်ပါဆိုရင်ဒီအင်တာနက်တွေအရန်ခက်စားနေတယ်လားဘာမှမရှိရင်နေဖုံးတော့ရှိရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်လीနော်အဲ့လိုမျိုးဖြစ်တဲ့အတွက်တကယ်လို့ကိုယ့်အိမ်မှာပေါ့နော်ကလေးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိရဆိုရင်ဖုံးတုံးခိုင်းမယ်ဆိုရင်တော်တော်လေးဂယုစိုက်ပြီးတော့ အာဆောင်းကြည့်ပြီးတော့တုံခိုင်းတင်နေသီလားဒါ NDA ရမ်းများတယ်ဒါဆိုလို့ချင်းဒီကောင်လေးอ่ะဆိုရင်အသက်ကလည်းပြည့်နေပြီဆိုတဲ့ပုံစံမျိုးဖြစ်မှာပေါ့နော်အဲ့မျိုးအသက်ငယ်တဲ့သူတွေဆိုဘလို့လုံးမှာလဲသူရဲ့တပွားလုံးဒီလိုမျိုးစိတ်ကြီးအဲ့ဒီမှာရောက်သွားမှလေနော်တရားအားမအကြီးနေပြီဒီလိုမျိုးဤသူစိတ်ကိုလွှမ်းမိုးသွားဆိုလေနော်တော်တော်ဆူရွားတယ်လို့ပြောရမှာအဒီရဲ့အင်တာနက်သုံးနေဆူချိုးရလေးတော်တော်လေးများတယ်အဲ့လိုဖြစ်တဲ့အတွက်ကိုမိသားစုကအငယ်လေးတွေအဲ့လိုမျိုးတွေပဲဖြစ်ဖြစ် တော်တော်လေးစောင့်ကြည့်ပါကလေးတွေဆိုအရင်ကမှရည်ကြီးတယ်တိလားကလေးတွေမှာဆိုရင်ဘာမှအမျိုးသူမှစဉ်းစားဆင်ခြင်ဉာဏ်မရှိသေးဘူးလေနော်လူကြီးတွေဆိုရင်တော့မှတုံတုံဖြစ်တော့ဖြစ်ခဲ့လို့ဖြစ်တယ်ဒါပေမဲ့ကလေးတွေကြတော့သူတို့မြင်တာပဲသူတို့တန်ပြီးတော့ယုံလိုက်တာလို့ပုံစံမျိုးဖြစ်တဲ့အတွက်အရင်ကယူဆိုင်ကြပါလို့ဒီကောင်လေးကဆိုလို့ရှင်လဲတနာဖို့ကောင်းတယ်လို့ပြောရမလားဘယ်လိုပြောရမလဲမသိဘူးပါဖြစ်လို့ဆိုတော့အာသူကစိတ်ယောဂပုံစံမျိုးဖြစ်သွားပုံစံပြောရမှာပေါ့နော်ဒါကလည်းတော်တော်လေးဟိုမှအန်ဒီအများတယ်လို့ ညွန်ပြနေတဲ့ဥပမာတစ်ခုပဲပေါ့နော်ကိုတခုခုကိုမှကြည့်မယ်ဆိုရင်တော်တော်လေးစဉ်းစားဆင်ခြင်ဉာဏ်လေးနဲ့သုံးသပ်ပြီးတော့ကြည့်ပါလို့ games ပါတယ် game ပဲလေနော်လက်တွေ့ကပိုင်မဟုတ်အာဇက်ကားဆိုတဲ့ဇက်ကားပဲဒါကြီးနဲ့ live လုပ်ရအောင်ဆိုကိုဘွားကိုဖြတ်စီလိုက်တလို့ပဲလေနော်တိလာအဲ့တော့ဒီနေ့မှုလေတော့ဒီလောက်ထိပါပဲလို့ဒီတေဆုံးသွားတဲ့ညီမလေးတော့လည်းစိတ်မကောင်းအရန်လေးဝမ်းနေစရာကောင်းတယ်ပေါ့နော်ပြုချင်း အခုလက်ရှိဂိမ်းတွေစောနေတဲ့သူတွေလည်းဒီကောင်လေးလို့ లై မလုပ်ပါနဲ့လို့တကယ်ဒီလားပမာမိသားကြီးလည်းအရင်ကဂိမ်းဆွဲတဲ့သူတွေအများကြီးလीเนาะအဲ့တော့အာဥမာယူပြီးတော့ဂယူဆိုင်ကြပါလို့ဘေးအရောင်မှအလွန်ကျွင်းကြီးမတုံးပါနဲ့မမျိုးမဆွဲလန်းသင့်ဘူးပေါ့နော်အဲ့လိုမျိုးအဲတကယ်ချင်းလို့ပါဘောနော်ဒီဟာကြီးနားထောင်ပြီးတဲ့အချိန်မှာဘယ်လိုမျိုးထင်မြင်ချက်ရှိလဲပေါ့နော်အဲ့ဒါလေးကိုလည်းတစ်ချက်လောက်ရေးလာပေးပါလို့အဲ့လိုပြောချင်ပါတယ်ဒီနေ့မူလရဒီလောက်ထိပါပဲလားလို့ဘိုင်ဘိုင်